င်္ဂလာပါဒီနေ့ကတော့ဒါထုံးစံအတိုင်းကျွန်တော်ယုံပါဆရာမြတ်နဲ့ဇပင်ညက်နေတာဖြစ်ပါတယ်ကျွန်တော်ဘန်ကောက်ကပြန်ရောက်တော့ဇပင်နည်းနည်းရှေ့သွားပြီပေါ့နော်ကျွန်တော်တို့ဆရာမင်္ဂလာပါမင်္ဂလာပါဆရာမတွေ့တာကြောင့်နည်းနည်းကြာသွားပြီဆရာအဲကျွန်တော်တို့ကတော့ပုံမှန်တစ်လတစ်ခါပေါ့ဆရာလေဒါပေမဲ့ဒီတစ်ခေါက်တော့ခီးကြီးတွေလည်းရှိတော့ကျွန်တော်တို့တစ်ခါတစ်လတည်းမှာနှစ်ခေါက်လောက်ဖြစ်သွားတယ်ဆရာဟုတ်တယ်ဆရာဟုတ်ဆရာဆရာလေးဆိုင်ခွဲအစ်စ်ထဖွင့်လာတယ်နော်ဆရာ၃ဆိုင်မြောက်လားဆရာ၄ဆိုင်မြောက်ဩ sorry ဆရာ၄ဆိုင်တော့ရှိသွားပြီနော်ဟုတ်ကဲ့ ့30မြောက်ဖွင့်တာတော့တိတ်မကြသေးဘူးเนาะဆရာเนาะဒါဆို40ရန်တိတ်မကြသေးတဲ့အချိန်မှာပဲထက်ထပ်ပြီးတော့ဆရာ brand ကို extend လုပ်တာပေါ့ဆရာ40မြောက်ကောဘယ်နေရာလေးမှာဖွင့်တာပါလဲဆရာ40မြောက်ကကျွန်တော်တို့ဒီဟိုတာဂီတာမြင်းတော်တာလမ်းမပေါ့ပေါ့เนาะဒီရုပ်ရှင်ဥမတ်တိုင်းပါဆရာဖွင့်လက်ထားပါဩဟုတ်ကဲ့ဆရာအခုဆိုရင်ဒါဘယ်လောက်ကြာသွားပြီလဲဆရာဖွင့်ထားတာဆရာဖွင့်တာတလပြည့်တော့တလပြည့်တော့မယ်เนาะဆရာဟုတ်ကဲ့ခင်ဗျာဟောအော်ဆရာဆိုင်ခွဲတွေလည်းအခုဆို၄ဆိုင်တိရှိလာပြီပေါ့ဆရာရဲ့အဲ့တော့ business မှာကျွန်တော်တို့ကချက်ထွင်တဲ့အခါမှာ ပြောတော့တာလွယ်တာလေเนาะကျွန်တော်တို့ site design ထပ်ဖွင့်မှုဆိုတာကြိုတင်ပြင်ဆင်ရတာတွေအများကြီးရှိတယ်အခက်အခဲတွေလည်းအများကြီးရှိတယ်ပေါ့เนาะဆရာဆိုတော့ဆရာလုပ်ငန်းရှင်တယောက်အနေနဲ့နောက်တစ်ခါဆရာပညာရှင်လည်းဖြစ်တယ်လုပ်ငန်းရှင်လည်းဖြစ်တော့အဲတချို့ကြတော့ပညာရှင်ဆိုပညာရှင်တည်တံပဲပေါ့เนาะတချို့ကလုပ်ငန်းရှင်ဆိုလုပ်ငန်းရှင်တည်တံဆရာကြတော့ကိုပညာရဲ့ပိုင်းလဲဆရာအာယုံဆိုင်ရတယ် management ကိုလည်းအာယုံဆိုင်ရတာပေါ့เนาะဆရာဆို e site ခွဲတစ်ခုဖွင့်ဖို့ဆိုရင်ဆရာဘယ်လိုပြင်ဆင်လဲဆိုတာလည်းလူငယ်တွေအတွက်မျှဝေပေးပါဦးခင်ဗျာ ယ်ဆရာစောစောပြောလို့ဘောနော်ဆိုင်ခွဲတစ်ခုထပ်ဖွင့်လို့ဆိုတော့လွယ်တော့မလွယ်ဘောနော်ကျွန်တော်အများကြီးကြိုတင်ပြင်ဆင်ရတယ်ဒီဆိုင်မှာကျွန်တော်လည်းအမြဲတမ်းသွားမနေနိုင်ဟုတ်ကဲ့ဆိုင်မှာ management လုပ်နိုင်လို့စီမံခန့်ခွဲဖို့အတွက်ကျွန်တော်တို့ဒီ HR ဘောနော်ဟုတ်ကဲ့အဲ့လိုမျိုးလေးလည်းပထမဆုံးဟုတ်ကဲ့ဟိုပါဘောနော် ရွေးချယ်ရတယ်။ဟုတ်ကဲ့။ရွေးချယ်ပြီးရင်ဝန်ထမ်းထားဖို့ဘယ်လိုဝန်ထမ်းနေထိုင်မလဲဝန်ထမ်းဘယ်နေရောက်ထားမလဲခုနောက်ပိုင်းဆရာဝန်ထမ်းတွေလည်းနည်းနည်းရှားတော့လေ။အဲ့တော့ဝန်ထမ်းတွေရှားဆိုတာလည်းကို့ဟာကိုစိုင်ဖွင့်တဲ့လူရတယ်များလာကျွန်တော်တို့စပင်းရဲ့လောကမှာဟုတ်ကဲ့အဲ့တော့အဲ့အခက်ခဲလေးတွေလည်းရှိတယ်။ဒါပေမဲ့လည်းအခုကျွန်တော်တို့ဒီစိုင်ခွဲဖွင့်မယ်ဆိုလို့ရှိရင်တော့အဲပထမဆိုင်ကအဲစိတ်ချရပြီဆိုမှနောက်တစ်ဆိုင်ဖွင့်လာတော့ပိုကောင်းမယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်။ဟုတ်ကဲ့ဆရာ။ ကိုစိုင်ခွဲတစ်ခုကိုစိုင်တစ်ခုကိုကောင်းကောင်း manage လုပ်နိုင်ပြီးမှာเนาะဆရာနောက်တစ်ခုကိုဆရာခြေလန်းခြေလန်းစတာเนาะဆရာအဲဆရာတို့ရဲ့ဒီ vital group ပေါ့ vital group ရဲ့ long term vision ပေါ့ဆိုတော့ business ကကျွန်တော်တို့က vision နဲ့သွားတာပေါ့เนาะဆရာဖြစ်လာတဲ့အပေါ်မှာ reaction တစ်ခုလည်းမရဘူးပေါ့เนาะဆရာတို့ဆိုလဲ vision နဲ့သွားတဲ့အတွက်အခုလိုရက်တီအောင်မြင်လာတာဖြစ်တယ်ပေါ့အဲဆရာတို့ရဲ့ရေရှည် vision ဟောဘာတွေများရှိလဲပေါ့ဒါလေးလည်းနည်းနည်းလေးကြိုပြီးတော့မြန်ပြောလို့ရရင်ပေါ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့ဆရာ အဲကျွန်တော်ကတော့အများကြီးစဉ်းစားတာပဲเนาะဆရာကျွန်တော်ဒီ byte တဲဆိုတာကို company တစ်ခုဖြစ်ထူထောင်ခြင်းနဲ့ထူဖို့အတွက်ဒီကျွန်တော်အဲစိတ်ကူးရှိထားပါတယ်ဟုတ်ကဲ့ဆရာ product တွေထုတ်တယ်ဒီဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ဆရာဟုတ်တယ်ဆရာ brand တွေပေါ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ပြီးရင်တော့စိုင်ခွဲတွေလည်းအခုလိုပဲပေါ့เนาะထပ်ထပ်ဖွင့်သွားမယ်သင်တန်းကျောင်းလည်းဒီထက်မကပိုကောင်းတဲ့သင်တန်းကျောင်းပြီးချဲ့သွားမယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာ byte vision တွေလည်းပို့ပြီးတော့ vision ထားတဲ့အတိုင်းအောင်မြင်ပါသည်ဆရာဟုတ်ကဲ့ဆရာပေးလဲစုနေပြည့်ပါသည်ဆရာအခုလိုမားရကြတဲ့ဇပင်အမြဲတမ်းလာညပေးတယ်မြှောက်ဝေပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆရာဆရာလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ခင်ဗျာအဲ့တော့ခုနဆရာမြတ်တို့စိုင်ခွဲအစ်စ်ကိုလည်းတွားပြီးတော့အားပေးနိုင်တယ်စိုင်ခွဲအမှတ်၄ဖြစ်ပါတယ်နော်ခုနဆရာမြတ်ကလည်းဒါကိုလိပ်စာပြောသွားတယ်ပေါ့နော်ကျွန်တော်တို့အဲ့တော့ဆရာမြတ်ခုနပြောသလိုပဲကျွန်တော်တို့ကစီဝါရေးတစ်ခုချက်ပြီးချက်ထွင်တဲ့အခါလုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းအစ်စ်တစ်ခုချက်ထွင်တဲ့အခါမှာအရေးကြီးဆုံးအချက်နှစ်ချက်ပဲလူအားရဲ့ငွေအားရဲ့ဒါကိုပြင်ထားရတာ ငွေအားလုပ်ငန်းရှင်တန်းကရှိတယ်သို့တော်လူအားတွေပိုအရေးကြီးတယ်ဆိုင်ခွဲတစ်ခုထပ်ပွင့်မယ် business တစ်ခုထပ်ချက်မယ်ဆိုရင်အကိုကဒီမှာ system တစ်ခုကိုဘယ်သူကဥဆောင်ပြီးလုပ်မှာလဲဒါဒီအလွန်အရေးကြီးပါတယ်เนาะကျွန်တော်တို့အဲ့တော့အခုလုပ်ငန်းရှင်တွေကကျွန်တော်တို့ interview တွေခေါ်တယ်ဟဲ့လားဝန်ထမ်းတွေခေါ်ရခက်တာလဲအားလုံးအသိပဲအဲ့အများအားကျွန်တော်လူကျွန်တော်တို့အတွက်လူရွေးတာမှန်မှုအတွက်အလွန်အရေးကြီးတဲ့အချက်တစ်ချက်ကိုပဲကျွန်တော်ဒီဗီဒီယိုမှာမျှော်ပေးမယ်အဲ့ဒါဘာလဲဆိုတော့ ျွန်တော်လူတွေကိုအကဲဖြတ်တဲ့အခါမှာ HR ဝန်ထမ်းတွေကိုအကဲဖြတ်တဲ့အခါမှာမှန်းချက်နဲ့နန်းထွက်မကြိုက်တာတွေအများကြီးပဲဟုတ်လားအဆင်ပြေမထင်လို့ခန့်လိုက်တယ်ပြန်ထွက်သွားတဲ့သူတွေလည်းအများကြီးပဲအဆင်သိမ့်မပြေဘူးထင်တဲ့သူကအဆင်ပြေသွားတာလည်းရှိတယ်လူတွေကိုအကဲဖြတ်တဲ့အခါမှာအတိတ်ကသူ့လုံရက်တွေကိုနဲ့ပဲမဆုံးဖြတ်ပါနဲ့တော်တော်များများလူတယောက်ကိုကြည့်အတိတ်ကသူ့ရဲ့ဆောင်ရွက်မှုတွေနဲ့ပဲသုံးသက်အကဲဖြတ်နေတယ်လူတွေကိုသုံးသက်အကဲဖြတ်တဲ့အခါမှာအနာဂတ်မှာသူ့ရဲ့လုံဆောင်နိုင်စွမ်းအလားအလာကိုကြည့်ပြီးသုံးသက်အကဲဖြတ်ပါ လူကျုံတို့လူတွေကိုအကဲဖြတ်တာပို့ပြီးတော့မှန်လာပါလိမ့်မယ်။လူတွေကိုသုံးသပ်ရင်ကျွန်တော်တော်တော်များများပါလဲအတိတ်ကလောက်ရတဲ့နေပဲသုံးသပ်တယ်။တော်တော်များများဟာလူတွေကိုအကဲဖြတ်တဲ့အခါမှာအနာဂတ်ကအနာဂတ်မှာသူတို့ရဲ့လုံလုံဆောင်နိုင်စွမ်းသူတို့ရဲ့အနာဂတ်မှာဖြစ်လာနိုင်ခြေတွေကိုကြည့်ပြီးသုံးသပ်အကဲဖြတ်ပါ။လူကျုံတို့ရဲ့သုံးသပ်အကဲဖြတ်မှုတွေပုံမှန်မှန်ကန်လာမှာဖြစ်ပါတယ်လို့ဒါလေးကိုချစ်ခင်စွာမျှဝေလိုက်ပါတယ်ကျွန်တော်မျှဝေဖို့ကနေလူကျွန်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် အဲ့တော့ကျွန်တော်တို့တင်တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်တက်လောက်တင်တန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမဲ့6လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ခုနဆွေးနွေးခဲ့တဲ့အတိုင်းပဲစီးပွားရေးစီမံခန့်ခွဲမှုတင်တန်းဖြစ်ပါတယ် Certificate in General Business Management စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံတင်တန်းဖြစ်ပါတယ်အစီမံခန့်ခွဲမှုပညာကိုအခြေခံကစတင်နေလာခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်ရောက်နိုင်ပါတယ် ် online သင်တန်းဒီအခုလာမယ်ကျွန်တော်တို့က6လပိုင်း10ရက်နေစ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဗေဒေတာမဆိုတက်နိုင်တယ်အပြင်လူတွေ့သင်တန်းကတော့6လပိုင်း14ရက်နေနဲ့15ရက်နေမှာအဲကျွန်တော်တို့အခုရောက်နေတဲ့တော်ဝင်စင်တာ3လမှာရှိတယ်ကျွန်တော်တို့ရဲ့ annual သင်တန်းကျောင်းမှာ2ရက်အချိန်ကြီးတက်ရမှာဖြစ်တယ်14 15ပေါ့စနေတိုင်းတွေ2ရက်ဖြစ်တယ်ကျွန်တော်တို့ရဲ့တောင်ငူတို့မှာတက်ရမှာဖြစ်တယ်မင်းတရားရွှေတီဘရင်တော်မင်းတရားကြီးတို့ကျွန်တော်တို့ဂုံပြူပေးမဲ့ခေါ်တာဒီတောင်ငူရုံးထဲမှာကျွန်တော်တို့16ရက်နေ့နဲ့15ရက်နေ့ ်မနက်7:00နာရီကနေညနေ6:00နာရီထိနှစ်ရက်အချိန်လေးတက်ရောက်มาဖြစ်တယ်ကျွန်တော်ကသင်တန်းနဲ့ဟောပြောပွဲကိုကျွန်တော်ခွဲထားတယ်အမြဲတမ်းเนาะကျွန်တော်တို့ဒါကြောင့်ကျွန်တော်တို့သင်တန်းလို့ပြောရင်ဒီမှာကျွန်တော်သင်တန်းခန်းမအောင်ကြည့်ကျွန်တော်လူနည်းနည်းနဲ့ပဲသင်တာဖြစ်တယ်ဟောပြောပွဲဆိုတော့လူ9ကတထောင်နဲ့ပြောတယ်သင်တန်းဆိုရင်တော့ကျွန်တော်เนี่ยရင်းနှီးနှီး ကျွန်တော်တင်နန်းဦးတင်နန်းသားတွေကဆွေးနွေးပြီးတော့တင်ကြားနိုင်အောင်ကျွန်တော်ဆောင်ရွက်ပေးတာဖြစ်တယ်။အော်ဒီတင်နန်းကတော့စီဝါရေးစီမံခန့်ခွဲမှုပညာကိုကျွန်တော်တို့အခြေခံကနေစတင်ပြီးတော့တင်ကြားပေးမှာဖြစ်တယ်။အဲ့တော့ certificate level ပေါ့လုပ်ငန်းတစ်ခု level လောက်ကိုင်းမှုတော့လိုအပ်တဲ့ marketing HR operation စတဲ့ဘာသာရပ်တွေကို certificate level မိတ်ဆက်ပြီးတော့တင်ကြားပေးမှာဖြစ်တယ်။ဘယ်လိုလူတွေတက်တင်လဲဆိုတော့ကိုကစီဝါရေးလုပ်ငန်းရှင်တယောက်ဖြစ်နေပြီးအောင်မြင်ပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာမဲ့ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်။ကိုကဝင်ထန်းလုံသက်အတွေ့အကြုံရှိပြီးသား management ပညာကို theory လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။နောက်ကိုမှ business idea ရှိတယ်။အဲ့ business idea ကို account ထဲပေါ်ဖို့အတွက် theory တွေကိုလေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်။နောက် management diploma တွေ MBA တွေစတင်မဲ့သူတွေလည်းအခြေခံကနေစပြီးလေ့လာဖို့အတွက်တက်ရောက်နိုင်ပါတယ်။ ကျွန်တော်ကစာရေးဆရာဖြစ်တဲ့အတွက်သင်တန်းနဲ့ပတ်သက်ရင် grade တစ်ခုပေးနိုင်တယ်အဲ့ဒါတော့တစ်ချက်ကတော့မပြည့်အောင်သင်ပေးမယ်ပြီးရင်လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မိမိတို့ရဲ့စီမံခန့်ခွဲမှုပညာကိုမြင့်တင်ပြီးအောင်မြင်မှုကိုတည်ဆောက်နိုင်မှုအတွက်ကျွန်တော်တို့ certificate in general business management သင်တန်းမှာတွေ့ကြပါမယ် we must work together we must build our nation